ားလုံးပဲမိပါပါ။ Morning Vlog ကနေကြိုဆိုပါရစေ။ဒီတခေါက်ကတော့ဘာကိုပြောမှလဲဆိုရင်ဒီတွားပေါ့နော် braces treatment ယူထားတယ်။သွားညှိကူထားတဲ့ treatment ပေါ့နော်။ယူထားတယ်ဆိုလို့ရှိရင်ဘာဖြစ်ဘာပြောကြလဲဆိုလို့ရတော့တိုက်တာခတ်ခတ်တယ်ပေါ့နော်။အစာတွေအစာစားလိုက်တိုင်းအစာတွေညက်ပြီးကျန်ခဲ့တယ်။သွားတိုက်ရင်လည်းမစင်ဘူးပေါ့နော်။မစင်ဘူးခုနကမှအစာကျန်ခဲ့နေမှအစာအစာကျန်ခဲ့ရယ်။သွားတိုက်ရင်မပြောင်းလို့ခံစားရတယ်လို့ပြောရယ်ပေါ့နော်။အဲ့လိုဘယ်လိုလုပ်ရမလဲဆိုမေးကြ။အဲ့တော့မေးတဲ့သူတွေကိုမွန်းနေ့တွေ့ထားတဲ့ပစ္စည်းလေးတွေပေါ့နော်။ဒီသွားကျမကြီးအတွက်အသုံးဝင်တဲ့ပစ္စည်းလေးတွေအကြောင်းပြောပြချင်လို့ဒီ vlog လေးကိုအနည်းဖြစ်တာဖြစ်ပါတယ်။အဲအဲအထဲမှာပဲနေပြင်ပါဆိုတော့အခုပြင်ပါ အောက်တော့လေးမှာရိုက်ထားဖြစ်ပါတယ်။ဒီတွားညှိခုထားတယ် treatment ယူထားတယ်ဆိုအများသောအားဖြင့်ဆေးကန်းနေမှာဒီပုံထဲမှာပြထားတယ်လို့ပဲပေါ့နော်။ဒီ kit လေးပေးတတ်တယ် kit လေးထဲမှာဘာရပါလဲဆိုတော့တွားတိုက်တန်းပါတယ်။နောက်ပြီးွားလို့ရှိရင်အာ ဟိုသွားကြထိုးတဲ့အတန်လေးပါတယ်ပေါ့နော်ပြီးတော့လို့ရှိရင်သွားတွေဒီကအတုံးလေးတွေဆူးတဲ့အခါကဲရမယ်ဖျောင်းပေါ့နော်ဖျောင်းလေးပါတယ်အဲ့တော့ဖျောင်းလေးတွေကဆူးရင်ကဒီဆူးရင်ဒီအပေါ်မှာတန်ဝါရဆူးတာပဲဖြစ်ဖြစ်ဒီတုံးလေးဆူးတာပဲဖြစ်ကတ်လို့ရတဲ့ဟာလေးပေါ့နော်အားရပါတယ်ဒါပေမဲ့တချို့ကြတော့လည်းအဲ့ဒီဥစ္စာကိုသုံးရတာတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါတုံးတာတော့မှဒီသွားကြတွေထဲမှာအစာရေကြံတယ်လို့ပြောတယ်အကြံတယ်လို့ပြောတော့မနစ်ဒါမန္တလေးသွားတော့ကမန္တလေးမှာ Ever Store ပေါ့နော်အဲ့ Ever Store မှာတွေ့ခဲ့ရဒီဘာလဲဆို flo floss ပေါ့ floss ကအမျိုးမျိုးရှိရယ်ပေါ့နော်အခုဒီဈေးွက်ထဲမှာပုံမှန်တွေ့နေကြ floss ပေါ့နော်ဒီဟာကဒါမို့နဲ့ငတိရုံးထိုက်ရှိရဝယ်ထားတာသူဆိုလို့ရှိရင်ဒါတော့ဒီမှာကြီးအတန်ကဒီလိုမျိုးဟာရှိမယ်ဒီတော့အဲ့တော့ဒီလို braces တက်ထားရဆိုလို့ရှင်သူကဒီလိုထည့်လို့အဆင်မပြေဘူးဒါထွဟာပေါ့ဒီနားမှာအဲဒီလိုလုပ်မယ်ဆိုတဲ့အခါကျလို့ရှင်တလုတ်ရခက်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျတော့ဒီဟာဒီဟာဒါကကျတော့ ကျိုးဝါတွေတော့လောက်อ่ะအဲ့ဒါဆိုလိုက်ဒီတိုင်းပဲ तू อ่ะဒီတိုင်းလုံးမယ်ဆိုရင်ဒီလိုထဲ့လို့အဆင်မပြေဘူးအဆင်မပြေတော့နည်းနည်းအလုတ်ရှုပ်တာပေါ့เนาะဒီထဲကိုရှိုးပြီးတွင်းရမယ်ရှိုးပြီးတွင်ပြီးတော့မှဒီလိုတန်ရှင်းလောက်ရမယ်ပေါ့နော်ဒါကအပြင်ကသွားမော်တယ်မဟုတ်လို့လောက်ရအဆင်ပြေတာတကယ်တမ်းကိုယ်မှာ braces တက်ထားပြီဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်နောက်ပြီးသွားလို့ရှိရင်ဒီအိတ်ထဲမှာထည့်ထားတယ်ဒီဟာမျိုးပေါ့နော်ဒါဆိုရင်ကျတော့ तू က ဒီသွားရဲ့ဝါယာရှိတယ်ဝါယာ brace ဘာပေါ့နော်သွားညှိကူထားတဲ့ treatment ယူထားပြီဆိုရင်ဝါယာကြိုးလေးပြေးနေတာပဲဝါယာကြိုးလေးရဲ့မှာသွားကြားမှာအစာရေကျန်ခဲ့တယ်ဆိုလို့ရှိရင်ဒါနဲ့ treatment လုပ်တော့အရန်လွယ်တယ်ဒါလေးနဲ့လည်းမျိုးကြားရည်လည်းဟိုလိုတန်ရှင်းလုပ်လို့ရတာပေါ့နော်အဲ့တော့ဒါလေးလည်းစောင့်တင်တယ်ပြီးရင်တော့ဒီဟာလေးဒါလေးကြတော့သူက ုနလိုမျိုးပဲ dental floss ပဲ floss ပေမဲ့ဘာกว่าလဲဆိုလို့ရှိရင်သူကရိုးရိုး floss ကဒီမှာဒီနှစ်ခုလုံးကအထူးကြီးဒီတစ်ခုကပပလေးပေါ့နော်ပပလေးဖြစ်တဲ့အတွက်ကြောင့်လို့သူအားသာချက်ကဘာဖြစ်လဲဆိုလို့ရှိရင်ဒီ wire တဲ့ကိုဒီလို alert ကိုဝင်လို့ရတယ် ် resist treatment ယူထားတဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ဝင်လို့ရရတယ်ပြီးသွားလို့ရှိရင်ဒီရှေ့နောက်ဒါကတော့မော်သွားမော်ရယ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီကြားထဲကိုပေါ့နော်သွားဝင်လို့မရအောင်တကယ်တော့ access ဆိုလို့ရှိရင်နော်ဒီသွားကြားထဲကိုဒီကျိုးဝင်လို့ရတယ်ပေါ့နော်ဝင်ပြီးွားရင်ဒီရှေ့နောက်ဒီချာချာတန့်ရှင်းလုပ်လို့ရတယ်သွားတစ်ချောင်းချင်းစီသွားကြားတစ်ချောင်းချင်းစီကိုအစာတွေမကျန်တဲ့အောင်တန့်ရှင်းလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကတော်တော်အဆင်ပြေတယ်တွေ့လားအဲ့ဒါဆိုင်မာတော့တိတ်မရှိတော့ဘူးအဲ့ဒါရှီရတဲ့လောက်တော့အကုန်ယူခဲ့ ဆိုတော့အဲ့ဒါလေးကို online shop တွေမှာ ရှာပြီးတော့ဝယ်လို့ရှိရင်ဝယ်လို့ရမယ်ထင်ပါတယ်မင်းမင်းမြန်းပြီးတော့လीဆိုရင်ဒါကတိုင်းကြီးကို treatment ယူထားတဲ့သူတွေအတွက်ဆိုလို့ရှိရင်အရန်ကိုအစင်ပြေတဲ့ဟာလေးမဟုတ်လို့ငါကပြောပြတာဖြစ်ပါတယ်အနောက်တစ်ခုပေါ့နော်နောက်ခုပါရှိသေးလဲဆိုလို့ရှင်ဒါကတော့ဒီ floss ပေါ့ floss တွေနဲ့အဲတန်ရှင်းလောက်တယ်လောက်ပြီးွားအခါကျလို့ရှင်တစ်ခါလေးကြာရင်ဟို မှာပေါ့။ဒါတွားတွားစည်းကမ်းနေမှာဆိုလို့ရှိရင် water jet တွေနဲ့ထွေးမှာပေါ့။လှုပ်လိုက်လို့ရှိရင်တန်ရှင်းလှုပ်လိုက်တယ်ဆိုပြီးတွားရအကောင်ကတန်ရှင်းမှလို့ခံစားရတယ်။ရေလေးနဲ့ဖြန်းတာ။အဲ့လိုရေနဲ့ဖြန်းနေတဲ့သူတွေအတွက်ဆိုလည်းဈေးကွက်ထဲမှာပေါ့နော်။ဒီလို water floss တွေအများကြီးပဲရှိရဲ။အမျိုးအစားတွေအများကြီးရှိရဲ။ဒီခါကတော့တော်တော်တက်တာတယ်။အာ2000 3000ဝန်းကျင်ရှိရဲပေါ့နော်။ဒီထက်ဈေးကြီးရဲ့ brand တွေလည်းရှိရဲ water pick တို့ပါတော့ထောက်တာလည်းရှိရဲ။နောက်ပြီးတော့အာ you smile လားမသိအဲ့အထုတ်တာလဲတွေ့ရဒါမိုးနေ့ကတော့ဘယ်ကဝယ်ထားရလဲဆိုလို့ရှိရင် sale area ဆိုရဲ online shop ကနေဝယ်ထားတာပေါ့နော်ဝယ်ထားပြီးတော့တုံးကြည့်ရတော့တော်တော်အဆင်ပြေတော့ industry လဲအာညှိလို့ရတယ်ဒီမှာ weak ရှိရယ် strong ရှိရယ်နောက်ပြီးတော့လို့ရှိရင်လို့ပတ်ဆိုတော့တုံတဲ့ဟာပေါ့နော် vibration ပါတဲ့ဥစ္စာမျိုးပေါ့အဲအဲ့လိုဟာမျိုးပါတယ်ပေါ့ဒါပေမဲ့တခုမကောင်းတာပါလဲဆိုတော့ तू အဲ့တုံးခုလုံးဒီ cloud တခုတွေရမနေပဲပြောင်းလာဆိုတော့ကြာလာလို့ရှိရင်တော့ cloud ပြတ်တာတော့ဖြစ်နိုင်တယ်ပြီးရင် तू ကဘာလုပ်ရအောင်လဲဆိုတော့အသွေးမိတော့မှာ ခြာချင်ကြိုးလေးပါတယ်ပေါ့နော်ဒီခြာချင်ကြိုးနဲ့ဒီနောက်ထဲမှာခြာချင်သွင်းတဲ့ပေါက်လေးပါတယ်အေးမှာအသွင်းမီတုံးရအောင်ပေါ့နော်ပြီးလို့ရှိရင်ထိတ်မှာလဲလို့ရရဲ့မျိုးစားခေါင်း၄ခုပါတယ်ပေါ့၄ခုဟာမပါလဲဆိုရင်ဒီဟာကတော့ရိုးရိုးတာမန်ပဲပေါ့နော်တာမန်ပဲအဲ့ဒီသွားတန့်ရှည်လောက်တဲ့အချိန်မှာ ပုံမှန်သွားတန့်ရှင်လို့ချင်မှာတုံးလို့ရတယ်။ဒါလေးကတော့အပြားလေးအဝိုင်းလေးကပါလေလဲဆိုလို့ရှိရင်သူကရှာတန့်ရှင်လို့တဲ့ချိန်မှာတုံးရင်တုံးဝင်တယ်ပေါ့နော်။နောက်ဒီဟာဒီ brush လေးကပါလေဆိုခုနလိုမျိုး auto treatment ယူထားတယ်။အသွားညှိကုထားတယ်ဆိုလို့ရှိရင်သူအတုံးလေးကတ်ထားတယ်ပေါ့နော်။အဲ့လိုဆိုလို့ရှိရင်သူကဒါ က်ရှေးလို့ကိုအစင်ပြေတယ်။နောက်ဒီမှာထိတ်လေးချွန်ချွန်လေးတွေ့လား။အဲချွန်ချွန်လေးကကြာတော့ periodontal ဆိုတာဘာလဲဆိုလို့ရှိရင်ဒီသွားရဲ့ဒီတဖုံးရှိရဲ့တဖုံးတွေဒီမှာတဖုံးတွေမှာအစာတွေညက်နေတာတော့တဖုံးရောင်းနေတာတော့အဲ့ဒီအောက်ခြေထဲအထိဝင်ပြီးတော့သူကလှုပ်လို့ကောင်းတယ်ပေါ့နော်။ဒီကြားထဲအထိဒီလိုလေးဝင်ပြီးတော့အဲ့လိုလှုပ်လို့အစင်ပြေတယ်။ရေဖြန်းပြမယ်နော်။အားလို့လားအရှင်ပြေတယ်။ကင်မရာမဲရေစောပါ။ဒါအဒီဟာကိုပြောင်းကျင်နေဆိုလို့ရှိရင်သူက အဲဒီဟာလေး2 second လောက်ဖိထားတယ်ဖိထားပြီးတော့လို့ရှိရင်တွားရမူတစ်ခုပြီးတစ်ခုပြောင်းသွားတာပေါ့နော်ဆိုတော့ပြန်ဖြန်းပြရမယ်နော်အဲတော်တော်ပြင်းတယ်တော်တော်ပြင်းမှလည်းဒီကြားထဲမှာရှိအစာရအတန်ရှင်သွားမှာပေါ့နော်အဲ့တော့ဒီခုနပြောသလိုဒီ bridge တွားနှိကူထားတယ်တွားနှိ treatment ယူထားတွားနှိကူတဲ့ treatment ယူထားတယ်ဆိုလို့ရှိရင်တွားကိုငโกထပ်ပို့ပြီးတော့ဂယူးဆိုင်ပြီးတိုက်ပေးတင်တယ်ဘာဖြစ်လို့ဆိုတော့ तू ကငโกထက်လဲပို့ပြီးတော့အစာညက်လွယ်တယ်အဲ့ဆိုဒီမှာငโกတွေကတော့မှကိုတိုက်တာမစင်လို့ floss တွေပါတယ်ပုံမှန်သုံးပေးနေရတဲ့အထဲမှာဒီဟာအတုံးတွေဒါကြီးကတ်ထားတော့ပို့ပြီးရှုပ်သွားပြီးတွားပြီးတော့တွားထဲမှာအစာညက်မဲ့ surface နေရပုံများသွားတာပေါ့နော် ပုံများသွားတော့ပို့ပြီးတော့ဂယူးဆိုင်ပြီးတိုက်ပေးရတယ်တချို့ကျတော့ဂယူးဆိုင်ပြီးတိုက်နေပါရဲ့နေမစင်ဘူးဆိုလို့ရှိရင်ခုနမိုးနဲ့ပြောပြရသွားတယ်ပစ္စည်းရောနော် floss ဆိုလဲ floss ကိုအဲ့ဒီတွားနှိကူထားတဲ့သူက တက်ထုတ်ထားတဲ့ floss မျိုးတွေနောက်ဒီ water floss တွေအဲ့ဒါတွေသုံးပြီးတော့တေးသေးချာချာကိုတော့တန်ရှင်းပြီးတော့ဗောနော်တဖုံးရောင်တာတွေမရှိအောင်သွားမှကြောက်တယ်မကြမ်းနေအောင်ဗောနော်အဲ့လုပ်လို့ရပါတယ်ဆိုတော့အဲ့ဒါဆိုဒီပြပြထားတဲ့ဥစားလေးကအလုံးအတုံးဝင်မယ်လို့ထင်ပါတယ်နော်